အားအလုံးမင်္ဂလာပါကျွန်တော်နာမည်ဂျော်ရန်ဖြစ်ပါတယ်ဒီဘက်မှာကျွန်တော်မျှဝေပေးသွားမှာကတော့ Western Union application ကနေပြီးတော့မှမြန်မာပြည် KPA account လေးကိုဒါရိုက်ပတ်စံထိတဲ့နေ့လေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် Western Union ကငွေစည်းအရန်ကောင်းတယ်လို့ transfer fee လေးနဲ့ပြီးလို့ရှိရင်15မိနစ်တွင်မြန်မာပြည်ကနေထိုးလို့ရတဲ့အတွက်အရန်ကိုအဆင်ပြေပါတယ်ကျွန်တော်ဆိုရင်2020နှစ်ကနေပြီးတော့မှအခုချိန်ထိပေါ့နော် Western Union ကပဲများရောအဖြစ်ပတ်စံ transfer လုပ်ဖြစ်ပါတယ်ကြည့်ဒါဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်း ် KP account လေးကိုထည့်ပြပေးတော့မှာဖြစ်တဲ့အတွက်စားလိုက်အောင်နော်ကဲကျွန်တော်တို့ဒီ Western Union app ကနေပြီးတော့မှ KP account ကိုထည့်မှဖြစ်တဲ့အတွက် Western Union app ကိုအရင်ဆုံးဝင်လိုက်ပါမယ်ခင်ဗျာနော် Western Union app ကိုနှိမ့်လိုက်တာနဲ့အဲ့လိုမျိုးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ကပတ်စံပို့မှာဖြစ်တဲ့အတွက်ဒီမှာ send money ဆိုတာကိုသိမှာဖြစ်ပါတယ်ခင်ဗျာเนาะဆိုတော့ send money ကိုကျွန်တော်တို့ဝင်လိုက်ပါမယ် send money ကိုနှိမ့်တာနဲ့အဲ့လိုမျိုးပေါ်လာမှာဖြစ်ပါတယ်ဒီမှာမြန်မာကျွန်တော်အမြန်မာလို့ရေးထားတာတွေ့မှာပါအဲ့ဒါကကျွန်တော်ရွေးအလွှဲနေကြမလို့အဲ့လိုမျိုးတိုက်ရိုက်ပေါ်လာတာဖြစ်ပါတယ်တကယ်လို့လွှဲနေကြမဟုတ်လို့ရှိရင်တခြားနိုင်ငံတွေလည်းပေါ်လာတတ်တယ်ပေါ့နော်အဲ့မှာမြန်မာဆိုပြီးတော့မှကျွန်တော်တို့အာပြန်ပြီးတော့မှ ရှာလိုက်ရမှာခင်ဗျာနော်ဆိုတော့ဟုတ်ပြီဒီမှာ you you send မှာဘယ်လောက်ထည့်မလဲဆိုတော့ကျွန်တော်900ထည့်ပါမယ်ခင်ဗျာနော်ကျွန်တော်900ထည့်ပါမယ် KP account ထည့်ဟုတ်နော်ဆိုတော့ဟုတ်ပြီဒီမှာက900ကျွန်တော်တို့ထည့်ပြီးလို့ရှိရင်ဒီမှာ cash pick up ရဲ့ bank account ရဲ့ e wallet ရဲ့ပေါ့နော် KB set e wallet ဆိုတော့ကျွန်တော်က KP account တွေကိုထည့်มาဖြစ်တဲ့အတွက်ဒီ KB set e wallet ကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ခင်ဗျာနော်ဆိုတော့ အမကကျွန်တော်တို့ဘာနဲ့ထည့်မလဲဒီပေါ့နော် bank transfer နဲ့ထည့်မလား e-wallet နဲ့ထည့်မလား debit card နဲ့ထည့်မလားဆိုတော့ကျွန်တော်က debit card နဲ့ထည့်မှာဖြစ်ပါတယ်ခင်ဗျာနော် debit card ကိုကျွန်တော်ယူရလိုက်ပါမယ်ပြီးတော့ချင်းရင်ကျွန်တော်တို့ next ကိုဆက်သွားပါမယ်ခင်ဗျာနော်အဲ့တော့အကုန်ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ check လို့ရတာပေါ့နော်ကျွန်တော်တို့ငွေဈေးကတော့ the ringgit ကို1025ကျပ်89ပြားပေါ့နော်နစက်ကွန်ပြားကျော်ရှိရဖြစ်တဲ့ငွေစေးကတော့ဆိုတော့ကျွန်တော်က ringgit 900လွှဲတဲ့ချိန်မှာမြန်မာပြည်မှာဆိုရင် ငါးသိန်းတထောင်ကျော်ထုတ်လို့ရတာပေါ့နော်ငါးသိန်းတထောင်ကျော်ထုတ်လို့ရတာဖြစ်ပါတယ်အဲ့ဒါပြီးတော့လို့ရှိရင်ကျွန်တော် next ကိုဆက်သွားပါမယ်ခင်ဗျာနော်ပြီးရင်ဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ accept ဆိုတဲ့ဟာကိုကျွန်တော်တို့နှိပ်ပါမယ်ခင်ဗျာနော် accept ကိုဆက်သွားပါမယ် accept ကိုနှိပ်ပြီးတော့ရတယ်အဲ့လိုမျိုးပေါ်လာမှာပေါ့နော်ဆိုတော့ဒီမှာကျွန်တော်လွှဲပြီးသားဟာတွေပေါ့နော်ဆိုတော့အခုကကျွန်တော်လွှဲပြတာဖြစ်တဲ့အတွက်နောက်ထပ်ဒီ attitude နဲ့ကျွန်တော်လောက်ပြပေးမှာဖြစ်ပါတယ်အဲအကြောင်း add a new receiver ဆိုတဲ့ဟာကိုကျွန်တော်နှိပ်ပါမယ်ခင်ဗျာနော်အာဒီမှာနာမည်ထည့်ပါမယ်ဒီမှာ example နဲ့တခါလေးပြထားပါမယ် moset မျိုး moset တွင်မှာဆိုရင်အာနာမည်အပြည့်စုံရင်ပထမဆုံးနာမည်သူတို့ကမေတ္တာနာမည်မှာကဒီအလေကပေါ့နော်အိုတုံးဦးမိုးမှာအိုကိုအလေမှာထည့်မယ်ပြီးတော့ရှိရင် last name ပေါ့နော်အဲ့ဒါထည့်ရမှာဖြစ်အဲ့လိုမျိုးထည့်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ ကျွန်တော်ရဲ့ဒီ receiver နာမည်ကိုရိုက်လိုက်ပါမယ်ခင်ဗျာနော်ဒီ first name မှာပေါ့နော်ကျွန်တော်ရဲ့ receiver နာမည်အပြည့်အစုံကိုရေးရမှာဖြစ်ပါတယ် lel ma nge ပေါ့နော် lel ma nge lel ma nge ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးရေးလိုက်ပါခင်ဗျာနော်တကယ်တော့ဂျုံဝင်နိုင်ဆိုရင်ဂျုံဝင်နိုင်အဲ့လိုမျိုးအပြည့်အစုံပထမဆုံးမှာရေးရမှာဖြစ်တယ်ဆိုတော့ middle name မှာက a ပေါ့နော် l a l ဆိုတော့အလေးမှာ a ဖြစ်တဲ့အတွက် A ဆိုပြီးတော့မှရေးလိုက်ပါမယ် last name မှာကငဲ့ပေါ့နော် NG EIH ဆိုတော့အဲ့လိုမျိုးအစားဆုံးမှာကိုယ့်ရဲ့နာမည်ကိုဒီနာမည်ရေးတာတတိယရေးပါမယ်အစားဆုံးမှာကိုယ့်ရဲ့နာမည်အာမေဒန်နမကအစားဆုံးနာမည်အလီကဟာပေါ့နော် LAL မှာဆိုရင် A ကအလီမှာဖြစ်တဲ့အတွက် A ကိုထည့်တယ် last name မှာကနောက်ဆုံးကနာမည်တလုံးပေါ့နော်ငဲ့ဆိုတာကိုထည့်ပါမယ်ဒီမှာတကယ်လို့ပေါ့နော်ကို့မှာနာမည်တလုံးပဲရှိရဲဆိုရင်ပေါ့နော်ဒီမှာ receiver does not have a last name ဆိုရာကိုကျွန်တော်တို့အမှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာเนาะတကယ်လို့နာမည်တစ်လုံးပဲရှိတယ်လို့ပါတော့ဆိုရင်ပေါ့เนาะဆိုတော့ဟုတ်ပြီပြီးတော့ရှိရင် the receiver ရဲ့ contact ပေါ့เนาะဒီသူ့ရဲ့ the email လိပ်စာပေါ့เนาะကျွန်တော် gmail လိပ်စာကိုကျွန်တော်တို့ထည့်ရပါမယ်ခင်ဗျာเนาะ receiver ရဲ့ gmail ကိုထည့်ပြီးတော့လို့ရှိရင်နောက်ထပ်ဒီမှာဆိုရင် kbset pay ပေါ့เนาะ ကပြီးဆက်ဖေးဖြစ်တယ်ပြီးလို့ရှိရင် wallet mobile number တဲ့နော် wallet mobile number မှာဆိုရင်ကိုယ့်ရဲ့ receiver ရဲ့ဖုန်းနံပါတ်ပေါ့နော်အဲ့ဒါကိုထည့်အောင်ဖြစ်ပါတယ်ဒီမှာ +95 ပါပြီးတော့တော်ပြီဖြစ်တဲ့အတွက်09ဆိုရင်9ကနေစရရမှာပေါ့နော်ဆိုတော့ဟုတ်ပြီဆိုတော့ receiver ရဲ့ဖုန်းနံပါတ်ကိုပေါ့နော်တည်တည်ရှိရှိအထည့်ထည့်ရပါမယ် double ပြန်ချက်ပြန်ချက်ဖို့လိုတယ်ပေါ့နော်မှားလို့မရဘူးတခုမှလွင်လို့မရပါဘူးခင်ဗျာနော်ဆိုတော့ဟုတ်ပြီ ် purpose of transformer ဆိုရင်ကျွန်တော်တို့ဘာကိုထည့်ရမလဲဆိုတော့ကျွန်တော်ကဒီ family support ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောလိုက်ပါမယ်ပြီးလို့ရှိရင် source of fund မှာကဘာထည့်ရမလဲဆိုတော့ကျွန်တော်က salary လစာပဲထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင် relationship to receiver ငွေလက်ခံတဲ့သူနဲ့အာဘလိုတော်ဆက်လဲပေါ့နော် friend ဆိုရင် friend နဲ့ family ပေါ့နော် family ဆိုတဲ့အကိုကျွန်တော်ယူလိုက်ပါမယ်ဟုတ်ပြီဆိုတော့ဟုတ်ပြီကျွန်တော်တို့ဆက်လက်တဲ့အကောင်လုံး အဲ့လိုမျိုးထည့်ပြီးသွားလို့ရှိရင် double တစ်ခေါက်ပြန်ချက်ကြည့်ပေါ့နော်ဆိုတော့ကျွန်တော်တို့ double တစ်ခေါက်ပြန်ချက်ကြည့်ရမှာဖြစ်ပါတယ် double check ကြည့်ပြီးမှ okay လဲဆိုရင်ကျွန်တော်တို့နောက်ထပ်ဒီမှာ app ဆိုတဲ့ဟာကိုကျွန်တော်တို့တွားရမှာဖြစ်ပါတယ်ခင်ဗျာနော်နောက်ထပ် app ကိုနှိပ်ပြီးတော့လို့ရှိရင်ကိုချိတ်ထားတဲ့ western union ချိတ်ထားတဲ့ bank account တွေပေါ်လာမှာပေါ့နော်ကိုဘယ် bank account နဲ့လွှဲလွှဲမလဲဆိုတာအဲ့ဒါကိုရွေးလိုက်ရုံပါခင်ဗျာနော်တကယ်လို့စလွှဲတယ်ဆိုရင်ဒီမှာ app အနျူကတ်ဆိုတာရှိမှဖြစ်ပါတယ်ခင်ဗျာနော်ကိုတုံးတဲ့ဘန်အကောက်ကိုဘန်ခတ်ကိုဒီမှာထိလိုက်ရအောင်ပါခင်ဗျာနော်ကျွန်တော်ကဒီမှာဘန်ကတ်ချိန်ပေးတာမို့လို့ဒီပေါ်တော့ကိုချိန်တဲ့ဟာကိုယူလိုက်ပါမယ်ခင်ဗျာနော်ဒီမှာဆိုရင်အာကိုကဒီဘိခတ်နဲ့အာ ဖြည့်ထားတာမဟုတ်လို့ဒီဒီဘီခရဲ့ဒီပေါ့နော် expire date တဲ့ CVV number ရဲ့ရရတာပေါ့နော်ဆိုတော့ဒီဟာ security ရကျွန်တော်ပြပေးထားမှာမဟုတ်ပါဘူးခင်ဗျာနော်ဒီဟာကိုဖုန်းထားပါမယ်ဆိုတော့ CVV ရဲ့ expire date တဲ့ရိုက်ပြီးပြီဆိုတော့ကျွန်တော်တို့ next ကိုဆက်သွားပါမယ်နက်စကိုနှိပ်ပြီးသွားပြီဆိုရင် receiver ရဲ့အချက်လက်တွေကိုယ့်ရဲ့ဒီ center ရဲ့အချက်လက်တွေအကုန်လုံးပို့လာမှာပေါ့เนาะအကုန်လုံး ငွေအပေါင်းကဘယ်လောက်အာဆိုတာအကုန်လုံးပေါ်လာမှာဖြစ်တယ်အဲ့ဒါ double check ပေါ့နော် double check ပြီးမှအာနောက်ထပ်ဒီအောက်မှာဒီပေါ့နော် agree to western union term and condition ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အမှတ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့အဲ့ဒါကိုအမှတ်ပေးပြီးလို့ရှိရင်ကျွန်တော်တို့ဒီ sensor ရာကိုကျွန်တော်တို့နှိမ့်လိုက်ရအောင်ပါခင်ဗျာနော် အဲ့လိုမျိုးဆန်နှင်းလိုက်လို့ရှိရင်ဒီ bank ကိုနဲ့ချိန်ထားတဲ့ bank account ရဲ့ဒီအချက်လက်ပေါ်လာမှာပေါ့နော်ကျွန်တော်တို့တွားပြရမှာအဲ့မှာ approve လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ approve လုပ်လိုက်ရမှာခင်ဗျာနော်အဲ့မှာကိုကမေဘန်ကနေလွှတ်တာဖြစ်နေတယ်မေဘန်က approve တောင်းတာဖြစ်ပါတယ်ဆိုတော့ approve လုပ်လိုက်ရမှာခင်ဗျာနော် အဲ့လိုလွှဲပေးတာနဲ့ပေါ့နော်ချစ်ချင်းဒီ MTCA number ဆေလုံးပေါ့နော်လျှော်ဝကနန်းဆေလုံးတွေအာ receiver တီးတဲ့အကောင်လုံးပေါ်လာမှာဖြစ်ပါရဲ့ပြီးလို့ရှိရင်ကိုယ့်ရဲ့ email မှာလည်းပေါ့နော်ငွေရလွှဲပြီးပြီဖြစ်ကြောင်းဒီ on the on the way ပေါ့နော်အာလွှဲနေပြီခဏနေထုတ်လို့ရမှာဖြစ်ကြောင်းကိုယ့်ရဲ့ email မှာ Western Union ကအကြောင်းကြားမှာဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်15မိနစ်အတွင်းမှာပတ်စံထုတ်လို့ရပါပြီခင်ဗျာနော်ဆိုတော့ Western Union app ကနေပြီးတော့မှ KP account တွေကိုပေါ်ဖုန်းကနေလွှဲတာ လွေလေးလေးပဲဖြစ်ပါတယ်ခင်ဗျာနော်အားလုံးဆွေးတက်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်နောက်တစ်ခုတတိပေးချင်တာပေါ့နော်တကယ်လို့ကိုကဒီ Western Union app ကိုစာဖွင့်နေဆိုရင်စာဖွင့်ဖွင့်ချင်းမှာဆိုရင်ကျွန်တော်တို့ verify တောင်းတာပေါ့နော် account verify ဖြစ်ပြီးတော့မှကျွန်တော်တို့ပတ်စံစပြီးတော့မှ transfer လုပ်လို့ရပါတယ် account verify မှဖြစ်ပြီးနဲ့ transfer လုပ်လို့မရပါဘူးတခါတလေအဲ့လိုမျိုး on hold ဖြစ်နေတာတော့ဖြစ်တတ်တယ်ပေါ့နော်ဒီ ညာရဖြင့်ဒီ refund ပြုလို့ရှိရင် refund ပြန်မပေးပါဘူးခင်ဗျာเนาะဒီနာမည်ထည့်တာတွေပါတယ်ပေါ့เนาะတိတိကျကျတိတိကျကျနာမည်တွေဖုန်းနံပါတ်တွေ email လိပ်စာတွေတိတိကျကျထည့်ပေးရပါမယ်အဲ့လိုမျိုးမထည့်ပေးလို့ရှိရင်ဒီပေါ့เนาะပတ်စံလွှဲတဲ့ချိန်မှာလဲထုံမရတာတွေ on hold ဖြစ်နေတာတွေရှိတတ်ပါတယ်အဲ့ဒါကြောင့်မှန်မှန်ကန်ကန်အကုန်လုံးဖြည့်ပေးဖို့လိုရတာဖြစ်ပါတယ်။ဒါကြောင့် Western Union app ကို download ဆွဲပေးတာနဲ့ပေါ့နော်။အလို့တကြီးလဲမလွှဲမိပါစေနဲ့လို့ကျွန်တော် အကြံပြုရှင်ပါတယ်ခင်ဗျာနော်စလွှဲဖြစ်မယ်ဆိုရင်တော့မှပေါ့နော်ကိုယ့်ရဲ့ဒီပေါ့နော်ဒီ verify ဖြစ်ပြီးပြီဆိုရင်တော့မှဒီငွေအမောက်နည်းနည်းလေးပေါ့နော်အရင်ဆုံးစမ်းကြည့်ရပါမယ်မလေးရှားမှာဆိုရင် ringgit 50ရနဲ့စလွှဲလို့ရတယ်ပေါ့နော်အနည်းဆုံး ringgit 50ရနဲ့စလွှဲလို့ရတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီ ringgit 50လောက်နဲ့စမ်းကြည့်ပေါ့နော်ဝင်မဝင်ဆိုတာအေးဖက်ကနေဝင်တယ်ထုတ်လို့ရတယ်ဆိုမှနောက်ထပ်အာ goal creation လောက်ပေါ့နော်စပြီးတော့မှလွှဲလို့ရတာဖြစ်ပါတယ်ခင်ဗျာနော်